မင်္ဂလာပါရှင်ခစ်တက် TV သတင်းဌာနကနေပြီးတော့သတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ထိန်းချုပ်ထားတဲ့နေရာတချို့ကို အေအေကပြန်ထိန်းချုပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကြောက်ဖြူမှာအကြမ်းဖက်စစ်တပ်နဲ့အာရကတပ်တော်အေအေတို့အကြားနေရာနှစ်ခုမှာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးစစ်တပ်ဝင်ရောက်ထိန်းချုပ်ယူထားတဲ့နေရာအချို့ကိုအေအေကပြန်လည်တိုက်ခိုက်သိမ်းပိုက်ကထိန်းချုပ်လိုက်ပြီးဖြစ်တယ်လို့သတင်းရရှိပါတယ် ဒေသခံစစ်ရေးတရင်ရင်းမြစ်တစ်ခုကစစ်ရေးအခြေအနေအရကတော့ဘယ်နေရာတွေကိုပြန်သိမ်းနေအကြဆုံးဘလောက်များတယ်ဆိုတာကိုတိတိကျကျမပြောနိုင်ပေမဲ့ကိုရိုဘတ်ကအာသာချက်ရှိနေတာကိုတော့အခုတိုက်ပွဲတွေမှာစမြင်နေရပြီလို့သတင်းဌာနကပြောပါတယ်။နောက်ထပ်သတင်းရင်းမြစ်တစ်ခုကလည်းစစ်တပ်ကအေးအေးထိန်းချုပ်ထားတဲ့ရွာတွေကိုထိုးစစ်ဆင်တပ်သိမ်းတဲ့အခါလဲပေးရတာများတယ်။တချို့တိုက်ပွဲတွေဆိုရင်ယာနဲ့ချီပြီးသေးတယ်။အခုတက်ဆုတ်တဲ့အခါလဲစစ်တပ်ကထပ်ပေးရတယ်။နှစ်ချက်ကွမ်းတင်နေကြတာလို့ပြောပါတယ်။ ဆက်လက်ပြီးတောင်ငူမျိုးနယ်တွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီးအရာရှိတအူအပါဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းတောင်ငူမျိုးနယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာစစ်သား၁၀ဦးသေဆုံးပြီးအရာရှိတအူအပါဝင်ထိခိုက်ဒဏ်ရာရရှိသူများပြားကြောင်း KNU တပ်မဟာနှင့်တရင်ကကန်းနီကြားဒေသကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတအူကသတင်းဌာနကိုပြောကြားပါတယ်။ နိုဝင်ဘာလ18ရက်နေ့နနက်3:40မိနစ်ခန့်တွင်လိတ်တူမြို့မှတောင်ငူမြို့နယ်အတွင်းဆင်းလာသောအင်အား100ကျော်ပါစစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့များကကွမ်းပင်အုတ်ပင်ရွာအနီးတွင်တော်လှန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထို့တိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှစစ်သား10ဦးသေဆုံးခဲ့ပြီး20ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒဏ်ရာရရှိသူများတဲတွင်ဗိုလ်ကြီးတအုပ်လည်းပါဝင်ကြောင်းသိရပါသည်။စစ်ခွေးစစ်ကြောင်းကအင်အား100ကျော်နဲ့လက်တူကနေတောင်ငူမြို့နယ်ဘက်ကိုဝင်ရောက်လာတာကိုကွမ်းပင်အုတ်ပင်ရွာအနီးမှာ ဒေါ်လန်ရဲရဲဘော်တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာတိုက်ပွဲတွင်းမှာစစ်ခွေး20ကျော်ဒဏ်ရာရတဲ့10ကောင်ကျော်တိစုံနေလို့သိရတယ်ဒဏ်ရာရတဲ့သူတွေထဲမှာဗိုလ်ကြီးတစ်ကောင်လည်းပြင်းထန်ဒဏ်ရာရရှိတယ်လို့သိရတယ်ဟု KNU တပ်မဟာနစ်တရင်ကကန်နီကြာဒေသကောက်ကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါတိုက်ခိုက်မှုကို KNU တပ်မဟာနစ်တရင်ကနဲ့တရင်ချောင်းမှာဒေါ်လန်ရဲရဲဘော်များကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးအထူးကံရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ် ဆက်လက်ပြီးအနောက်အင်အားကြီးနိုင်ငံတချို့ဤစီးပွားရေးပိတ်ဆို့မှုနဲ့မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရရဟုညိုစောပြောတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် မြန်မာနိုင်ငံတွင်အာဏာသိမ်းထားသောစစ်တပ်ကအနောက်အင်အားကြီးနိုင်ငံတချို့၏စီးပွားရေးပိတ်ဆို့မှုနှင့်မီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများခံရကြောင်းမင်းအောင်လိုင်ခန့်အပ်ထားသောဝင်ကြီးချုပ်ဆိုသူဘိုးချုပ်ဟောင်းမျိုးစောကပြောဆိုပါရယ်။ရမန်နီနေပြည်တော်တွင်ပြုလုပ်သောစစ်ကော်မရှင်တွင်၎င်းကအထက်ပါတိုင်းပြောဆိုခြင်းဖြစ်ပါရယ်။လက်ရှိမိမိတို့နိုင်ငံအပေါ်အနောက်အင်အားကြီးနိုင်ငံတချို့နှင့်၎င်းတို့၏ဩစာလွှမ်းမိုးခံနိုင်ငံများအနေဖြင့်စီးပွားရေးပိတ်ဆို့အရေးယူဆောင်ရွက်မှုများမီဒီယာအသုံးပြုထိုးနှက်တိုက်ခိုက်ခြင်းများဆောင်ရွက်လျက်ရှိကြောင်း လက်ရှိကာလတွင်နေဆက်ဒေတာများကိုအခြေပြု၍ဖြစ်ပေါ်လျက်ရှိသောနိုင်ငံဖြတ်ကျော်မှုကိများနှင့်နေဆက်အခြေပြုလက်နက်ကိုင်အဖွဲ့အစည်းများကကာစီနိုနှင့်အွန်လိုင်းလောင်းကစားများကိုနိုင်ငံတကာရစက်ဝတ်အဖွဲ့များနှင့်အတူကျူးလွန်ဆောင်ရွက်နေသည့်အတွက်ထိထိရောက်ရောက်ရှင်းလင်းဆောင်ရွက်နေကြောင်း၎င်းကဆိုပါသည် စစ်တပ်က2023ခုနှစ်အောက်တိုဘာလမှစ၍2025ခုနှစ်နိုဝင်ဘာလလည်းအထိနှစ်နှစ်ကျော်ကာလအတွင်းမြန်မာတို့အိမ်နီးချင်းနိုင်ငံများမှတက်စင်တရားမဝင်ရောက်လာခဲ့သည့်နိုင်ငံပေါင်း52နိုင်ငံမှနိုင်ငံခြားသား6,800ကိုဦးကိုအိမ်နီးချင်းနိုင်ငံများမှတက်စင်သက်ဆိုင်ရာနိုင်ငံများသို့ပြင်းပြင်းထန်ထန်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း အင်းဒီချင်းနေဆက်လမ်းကြောင်းများမှတက်စင်မိမိတို့နိုင်ငံအတွင်းတရားမဝင်ခွင့်ရောက်လာပြီးနေဆက်ဒေတာများတွင်အခိုင်အမာအခြေချ၍အွန်လိုင်းလိမ်လည်မှုများကျူးလွန်နေသည့်လောင်ကစားအဖွဲ့များကိုလည်းအမျိုးသားရေးတာဝန်တရက်အဖြစ်အင်တိုက်အားတိုက်ရှင်းလင်းဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်းညိုစောကဆက်လက်ပြောဆိုပါရယ်အကြံဖက်စစ်တပ်ခန့်ညိုစောကထို့သို့ပြောဆိုတော့လေလက်တွေ့တွင်မြန်မာနိုင်ငံတွင်ကြားဖြတ်အွန်လိုင်းလိမ်လည်မှုများ အမြင့်ပြတ်သွားခြင်းမရှိသေးပေပုံမကြီးထွားလာနေကအမေရိကန်ပြည်ထောင်စုကကြားဖြတ်တိုက်ဖြတ်ရင်းအထူးအဖွဲ့ဖွဲ့စည်းရသည့်အထိအခြေအနေများဖြစ်ပေါ်လာပါတယ်လက်ရှိကရင်ပြည်တိုင်းမြဝတီမြို့နယ်တွင်စစ်တပ်နှင့်လက်အောက်ခံ BGF များက KK ဘက်နှင့်ရွှေကုတ်ကိုတွင်ကြားဖြတ်နေနေရေးဟုအမိတက်၍ဝင်ရောက်စီးနှင်းဖမ်းဆီးမှုတချို့လှုပ်ဆောင်နေတော့လေ BGF ကကြားဖြတ်တရုတ်တထေများနှင့်ရထိုက်ကုမ္ပဏီတာဝန်ရှိသူများကိုဝင်ရောက်မစီးနှင်းမီဖေးလွှတ်ရနေရများသို့ခေါ်ထုတ်မှုများဖြစ်ပေါ်လျက်ရှိပါသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်လက်အောက်ခံနေကြဆောင်တက်များရာဇဝတ်လုပ်ငန်းများကိုအာဏာသိမ်းစစ်တပ်အကောက်အွယ်ဖြင့်ပြန်လည်လုပ်ကိုင်ခဲ့ကြောင်းထို့ကြောင့်လက်ရှိအကြက်တဲများဤအဓိကတရက်ခံမှာအကြမ်းဖက်စစ်တပ်သားဖြစ်ကြောင်းနိုင်ငံတကာကစိုက်ပါလိမ်လည်မှုများကိုနှိမ်နှင်းရန်ကြိုးစားလာတော့ကြောင်းစစ်တပ်က KK ဘက်ကဲ့သို့သောငွေကြေးလိမ်လည်မှုစင်တာများကိုအယောင်ပြဖြိုခွင်းပြပြီးကရင်ပြည်နယ်ဤအခြားနေရာနှစ်ခုသို့ပြောင်းရွှေ့ကောင်း ငွေကြေးလိမ်လည်စင်တာများပြန်လည်လက်ပတ်နိုင်ရန်စီစဉ်နေမှုကို NUG ကအထူးသတိထားစောင့်ကြည့်လျက်ရှိကြောင်း NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကနိုဝင်ဘာလ19ရက်နေ့တွင်ထုတ်ဖော်ပြောဆိုထားပါတယ်။ဆက်လက်ပြီးမိုးကုံးနှင့်မိုးမိတ်မြို့များသို့ TNL ကစစ်ကော်မရှင်တပ်များကိုခေါ်သွင်းမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့စစ်ကော်မရှင်တို့အကြားအပြစ်ရညှိနှိုင်းချက်များရယူပြီးနောက်မိုးကုံးနှင့်မိုးမိတ်မြို့များမှာ TNLA တပ်များထွက်ခွာပေးရမည်ဖြစ်ကာစစ်ကော်မရှင်တပ်များဝင်ရောက်လာမည်ဖြစ်ပါသည်။စစ်ကော်မရှင်တပ်များသည်မုံမိတ်နှင့်မိုးကုတ်တို့ဝင်ရောက်ရာတွင်တောင်းတပ်များကိုယ်တိုင်ခေါ်သွင်းပေးမည်အခြေအနေနှင့်ဝင်ရောက်ရမည်ဖြစ်ကြောင်းဒေါ်လန်ရေးတပ်ဖွဲ့များနှင့်ဤဆက်သူများထံမှသိရပါသည်။မျိုးကန်လူငယ်တွေနှင့်အမျိုးသမီးအမျိုးသားတွေကိုခေါ်ပြီးတော့ဆာယာဖစစ်ဖက်ရေးရလုံခြုံရေးတပ်ဖွဲ့တွေကခေါ်ရိုက်တယ်မင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့လားငါတို့ဝင်လာတာကိုမင်းတို့ကတံပုံတီးတာလားဆိုပြီးခေါ်ပြီးတော့ရိုင်းနှက်တာတွေရှိတယ် မိုးကုတ်အရှိဖက်မှာဆ ਾਇ ရဖားတွေရောက်နေပြီဟုမိုးကုတ်မြို့ကအမျိုးသမီးတအုပ်ကသတင်းဌာနကိုပြောပါရယ်။နိုဝင်ဘာလကုန်တွင်တအောင်းတက်များမြို့နှမျိုးမှအပီးဖယ်ပေးရမည်ဖြစ်ကြောင်းသတင်းများထွက်ပေါ်ပြီးနောက်စစ်ကောမရှင်ကိုမြို့အတွင်တအောင်းတက်ကိုယ်တိုင်ခေါ်သွင်းမည်ဆိုသည့်အခြေအနေများကိုပါကြားသိလာရခြင်းဖြစ်ပါရယ်။ပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကတော်လရေးအင်အားစုများကိုတွေ့ဆုံရာတွင် TNL ကစစ်ကောမရှင်ကိုခေါ်သွင်းလာသည့်အခါနောက်ဆက်ဟန်တာခွင့်မရှိကြောင်းထည့်သွင်းပြောဆိုခဲ့သည်ဟုသိရပါရယ်။ ထိုအခြေအနေကြောင့်ဒေါ်လန်ရေးတက်ဖွဲ့အတီးဒီကမြို့ကိုဆက်လက်ကောက်ကွယ်သွားမည်ဟုထုတ်ပြန်ခဲ့တော့လေမိခက်ဖြစ်သည့် TNL ကနှောက်ယှက်ဟန်တာခြင်းမလုပ်ရန်ပြောဆိုထားသည့်အတွက်အခြေအနေမှရှုပ်ထွေးလျက်ရှိပါသည်လက်ရှိတွင်မိုးကုတ်မြို့အတွင်းစစ်ကော်မရှင်တမအဖွဲ့ဝင်တချို့ရောက်ရှိနေပြီဖြစ်ပြီးစစ်ကော်မရှင်ကနိုဝင်ဘာ၂ရက်နေ့ကတည်းကမိုးကုတ်မြို့ပေါ်တွင်ဆက်ဆံရေးရုံဖွင့်လှစ်ထားခဲ့ပါတယ်။ယခုလကုန်တွင်ထိုယုံမှတဆင့် TNL တမများဦးဆောင်မှုဖြင့်မြို့အတွင်းတွင်ဝင်ရောက်မိဟုသိရပါတယ်။အခြေအနေကတော့တိကျတော့မသိရသေးဘူး။ ကျွန်တော်တို့ကတော့ကူဖို့ရောက်နေပြီသူတို့ချမယ်ဆိုလဲအစ်အနေထားပေါ်ဟုဒေါ်လာရေးတက်ဖွဲ့ဝင်တအူးကသတင်းဌာနကိုပြောပါတယ် TNL နဲ့စစ်ကော်မရှင်တို့ဤဆက်ဆံရေးရုံများကိုပြင်ဦးလွင်နဲ့မိုးကုတ်လမ်းမပေါ်ရှိရှမ်းလန်းစုံတွင်ဖွင့်လှစ်ထားမည်ဖြစ်ကြောင်းလည်းသိရပါတယ်။ကျွန်မတင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။